တော့ကျွန်တော်တို့ဖိုးသားတော်တော်များများဟိုမှားတဲ့အချက်ကျွန်တော်ပြောပြမယ်ဖိုးသားတော်တော်များများပါဒီစကလုံးကကျွန်တော်ဟိုတနည်းရ YouTube like ကနေဟို comment လေးတစ်ခုကနေပြီးတော့တွေ့တာအဲ့တော့ YouTube like မှာကျွန်တော်ကပြောနေတာအဲ့ဒီနေပွဲကကျွန်တော်ထင်ပါတယ် My City နဲ့ Liverpool နဲ့ပွဲလာမသိဘူးကျွန်တော်ပြောနေတာအော်ပြောနေတဲ့အချိန်မှာအောက်က comment လေးတစ်ခုမှန်တယ်ပေါ့ကိုနေရာကျွန်တော်ကတော့ဟို10သိန်းကင်ပလိုက်ပြီး 20ကိုင်းပလိုက်ပြီဘာညာပေါ့တည်မလားသူအနေနဲ့ဟာတာမှန်းညင်တာလည်းဖြစ်ဖြစ်မယ်တကယ်ကိုင်းတာလည်းဖြစ်မယ်အဲ့တော့ထိုးသားရီတော်တော်များများအဲ့ဒီဟာကိုအယံမှားကြတယ်နမဲကြီးလီလီထိုးကျင်လီလီဆိုတဲ့ site အဲ့ဒါကျွန်တော်စဉ်းစားလို့မရဘူးပေါ့အဲ့ကိစ္စကိုတည်မလားဟိုကျွန်တော်လည်းတွေ့ပါတယ်ကျွန်တော်ဒီမှာလည်းကျွန်တော်အပေါင်းအသင်းတွေရှိတာပြီကျွန်တော်တွေ့တာပဲသူကဘလို့လဲဆိုတော့နမဲကြီးလီလီအဲ့ဒီပွဲကိုသူကစာအများပြီးထိုးကျင်လီလီပဲဆိုလိုချင်တာကဗျာ ဟိုမိုင်ယူနဲ့ချက်စီးနဲ့တွေ့တာတို့ဥမာလီဗာပူးနဲ့မိုင်စီးတီးနဲ့တွေ့တာတို့ရီယယ်မက်ထက်နဲ့ဘာစီလိုနာနဲ့တွေ့တာတို့နောက်တစ်ခုကဘန်မြူးနဲ့နဲ့ကျွန်တော်တို့ဒေါ်မွန်နဲ့တွေ့တာတို့ဥမာချန်ပီယံလိမ့်မှာဆိုရင်ဗျာဟိုဘိုလူပွဲတို့ချန်ပီယံလိမ့်ဘိုလူပွဲတို့ခွာဖလားဘိုလူပွဲတို့ယူပါလိမ့်ဘိုလူပွဲတို့ဥမာဘာစီလိုနာနဲ့ဟိုဘိုင်ယန်မြူးနဲ့နဲ့တွေ့တဲ့ပွဲတို့ဘာတို့ဒီလိုပေါ့ဗျာလူအရန်စိတ်ဝင်စားတယ်ကျွန်တော်တို့ပရီးမီးယားလိဂ်တကယ်ကိုအသင်းကြီးချင်းတွေ့တဲ့ပွဲတို့ဘာတို့တကယ်ဘိုလူပွဲတွေကလပ်ကပဖလားဘိုလူပွဲပါညာပေါ့ဗျာ အသင်ကြီးချင်းတွေ့တယ်ဟိုဘယ်လိုပြောမလို့လူအရန်စိတ်ဝင်စားတဲ့ပွဲစဉ်တွေကိုကြီးအများကြီးသူတို့ကထိုးချင်တယ်သူတို့ကအဲ့လိုပွဲစဉ်နီးမှကြီးများများနဲ့ကြိုင်လိုက်ချင်တယ်အဲ့ဒါကအင်မတန်မားတယ်အဲ့ဒါကအင်မတန်မားတယ်အဲ့ဒါအင်မတန်မားတယ်ကျွန်တော်ဆိုရင်ပြောတယ်အဲ့ဒီနေ့ပွဲရတော့အဲ့ဒီနေ့ရတော့ကျွန်တော် YouTube မှာအကြောင်းတလူပြောသေးတယ်ခမားတို့ကြီးကြီးကြီးထိုးတဲ့လူတွေကဘယ်တော့မှအဲ့လိုလုံးဝကြီး popular ဖြစ်တဲ့ပွဲ လုံးဝဘောဂီအထူးသတိထားအထူးစောင့်ကြည့်တဲ့ပွဲမျိုးကိုဘယ်တော့မှမထူရဘူးအဲ့လိုပွဲမျိုးကိုကြောင်သူကြောင်ကြားပွဲကိုရှားထူရတယ်ဥပမာနယူကာဆယ်လိုပွဲမျိုးဘရိုက်တန်လိုပွဲမျိုးဥပမာကျွန်တော်တို့ဥပမာဘိုင်ယန်မြူနစ်နဲ့ဒေါ်မွန်နဲ့တိုက်နေပြီဆိုရင်လိုက်ဇက်လိုဟာမျိုးကျွန်တော်ပြောချင်တာအဲ့လိုအမဘာစီလိုနာနဲ့ရူရမတင်နဲ့တိုက်နေပြီဆိုရင်ဂျားရဲဘီလာရဲလို့အသင်းမျိုးတို့အောက်ကကျွန်တော်တို့အသင်းမျိုးတို့ကိုမိုးတို့ဘာတို့ဆိုရင် တကယ်လည်းကြီးအောင်နေလေကိုမိုးလူပေါ့ဆိုတကယ်ကြီးအောင်နေတာပဲကျွန်တော်ပရီးမီးယားလိမ့်မှာဆိုလဲခူးအောင်နေတဲ့အသင်းကြီးအများကြီးရှိတယ်အဲကျွန်တော်တို့လူစိတ်ဝင်စားဘူးလူစိတ်ဝင်တော့ခူးအောင်နေတာအဲ့လိုအသင်းမျိုးတွေကိုကိုယ်ကရှားထုတ်ရတယ်ဘယ်လူစိတ်ဝင်စားအရမ်းများနေတယ်သိရမလားဒီချန်ပီယံလိဘူလူဝဲလူဟာမျိုးတွေကျွန်တော်တို့ပြီးခဲ့တဲ့လီဗာပူးနဲ့ကျွန်တော်တို့မက်ထစ်နဲ့ပွဲမျိုးတွေဆိုတာကလီဗာပူးနဲ့မိုင်းစီးတီးနဲ့ပွဲမျိုးတွေဆိုတာကတန်ရှင်အရမ်းမြင့်အဲ့ဒီပွဲစဉ်အဲ့ဒီပွဲစဉ်တွေရဲ့ကျွန်တော်တို့ဒီပေါ်ပူလာဖြစ်မှု ဘောဂီထိုးတာအရန်တက်တာအဲ့လိုပွဲစဉ်ဆိုတော့ထိုးတာအရန်ထိုးရင်ဘောဂီသတိထားတာပဲတီးပြီးသားသူတို့ကဘယ်ပွဲနဲ့ဘယ်သူနဲ့ဘယ်သူနဲ့ကန်ရင်ဘလောက်ထိုးကြမယ်ဒီပွဲတီထိုးကြီးများတယ်ဆိုတော့သူတို့တီးပြီးသားအဲ့လိုပွဲမျိုးကိုဘယ်တော့မှဟာသားမလုပ်ဘယ်တော့မှပြီးပြီးတော့မဖောက်အဲ့လိုပွဲမျိုးကိုအရန်သတိထားတာအရန်သတိထားတာအဲ့လိုပွဲမျိုးကိုအဲ့လိုပွဲစဉ်တွေကိုကိုယ်ကကြည့်များများထိုးရင်ရှော့ဘောကျွန်တော်ပြောချင်တာခမရတို့ကိုကျွန်တော်ရှင်းအောင်ပြောချင်တာတခုလည်းပဲရှိတယ်ကျွန်တော်အဲ့ဒီနေရာတောင်ပြောသေးတယ် ရိုက်တန်နိုင်လေခမရတို့လောင်းဝေး3သိန်းဆိုရင်3သိန်းပဲရမယ်ဘာစီလိုနာနိုင်ရင်လည်း3သိန်းဆို3သိန်းပဲရမယ်အကောက်ကတော့ထုံးစံမှာပြောတော့ဗျာနှုတ်မှာပဲကျွန်တော်ပြောချင်တာအဲ့လိုပဲရန်ကုန်ယူနိုက်တက်နိုင်ရင်လေ3သိန်းပဲရမှာနန်ဆိုဆိုအစီဒီဘိုင်းညိုင်နိုင်လည်း3သိန်းပဲရမှာအဲဟာလီနိုင်ရင်လည်း3သိန်းပဲရမှာကိုမူနိုင်ရင်လည်း3သိန်းပဲရမှာဝက်ဘရွန်နိုင်ရင်လည်း3သိန်းပဲရမှာကျွန်တော်ပြောချင်တာဟိုကိုဘန်ထွီနိုင်ရင်လည်း3သိန်းပဲရမှာရှန်ယူနိုက်တက်နိုင်ရင်လည်း3သိန်းပဲရမှာ 3သိန်းလောင်းရင်ကျွန်တော်ပြောပြန်ရမှာအဲ့ဟာပဲရမှာအကောင့်နှုတ်တာတော့နှုတ်မှာပေါ့ဒါထားပါတော့အကောင့်ကဘယ်ပွဲလောင်းလောင်းနှုတ်မယ်ခမားတို့လောင်းတာက popular ဖြစ်လို့ပိုးရတယ်ဆိုတာလည်းမရှိဘူးအဲ့တော့အဲ့ဟာကြီးကိုဘာလို့ကျွန်တော်လဲပြောတာပဲကြုံရင်ကြုံလို့ပြောတာပဲဒီကိစ္စကိုကျွန်တော်လည်းဟိုကျွန်တော်ဟိုအတိတွေဘာတွေကျွန်တော်ဒီ YouTube live တွေမှာဆိုရင်ကြုံကြုံကြုံလို့ပြောတာညီကိုတို့ကြေးများများထိုးနေတူတွေအရင် popular ဖြစ်တဲ့ဘွဲတွေကိုရှောင်ပြေးအောင်ရှောင်ပါ အဲ့လိုပွဲမျိုးဆိုရင်နည်းနည်းလေးပဲထိုးတကယ်ပေါ်ပူလာမဖြစ်ဘူးကြောင်ကျူကြောင်ကြားပွဲစဉ်လို့ဟာမျိုးလေးတွေကိုကိုကရှားထိုးရတယ်တကယ်ဘယ်ချန်ပီယံလိဘူလူပွဲလို့ဟာမျိုးကြီးကိုကြီးအကြီးကြီးရိုက်တာလေကျွန်တော်တို့တကယ်သိရမလားယူပါလိဘူလူပွဲမျိုးဟာမျိုးတွေကမ္ဘာဖလားဘူလူပွဲမျိုးဟာမျိုးတွေကျွန်တော်ချန်ပီယံလိလေးတင်ဆင့်လို့ဟာမျိုးတွေဆိုတာအယံတရီထားတာပေါ့ကြီးဆိုတာအယံတရီထားတာအောက်စုပွဲချန်ပီယံလိလွတ်ရင်လွတ်ပေးနိုင်မယ်လေးတင်ဆင့်6တင်ဆင့်7တင်ဆင့်ဒီလွတ်မပေးဘူး အတင်းကြီးချင်းတွေ့ရင်ပိုးတိုးတောင်တော့မပေးဘူးအဒန်းသတိထားထားတာအဲ့လိုပွဲမျိုးတွေကအဲ့လိုပွဲတွေကိုကိုကကြီးကြီးထိုးပါ යි ဆိုမှတော့ဘာပြောကောင်းမလို့မချော့စလောင်းဖုံးဖို့ဗျာခင်ဗျားလည်းဘာပြောကောင်းမှမလို့အဲ့လိုပွဲပြင်တွေကိုကျွန်တော်ပြောကြည့်အဲ့တော့ကျွန်တော်ပြောချင်တာကိုစိတ်ထဲမှာစွဲထားကိုကနမဲကြီးချင်းလို့လောက်တာမဟုတ်ဘူးဒီလောက်ကိုသိရမလားဘယ်လိုပြောမလို့တချို့လူတွေကကြဘယ်လိုလုံးဆိုတော့ညကဥမာဗျာဘာစီလွန်ပြီးခဲ့တဲ့လီဗာပူးနဲ့ရူရဲ့ဟို ဒီဟွာဘွဲပေါ့ဗျာထားလိုက်တော့လီဗာပူးနဲ့မိုင်စီးနဲ့ပေါ့ဗျာမိုင်စီးကနေကိုကလောင်းနေရလိုက်တယ်အဲ့ဆိုတော့ကြွေချင်းတာဆက်ခွန်ရှော့တွေရိုက်ပြီးတော့ကျွန်တော်တို့ဒီ TikTok chat box ဒီ Facebook chat box တွေပေါ်မှာဒီ social platform တွေပေါ်မှာသူကဆက်ခွန်ရှော့တွေရိုက်ပြီးတော့ကြွေချင်းတာသိရမလားဟိုငါဒီဘွဲကိုငါလောက်လိုက်တာလောင်းလိုက်တာငါမှန်နေဘာညာကြွေချင်းတာအမှန်တကယ်မှားနေတာအမှန်တကယ်မှားနေတာကြွေစရာမလို့ကြွေစရာမလို့ပတ်စံရဖို့အရေးကြီးတာသူကသူဘယ်ကောင်မဲသွန်းသွန်း ဘယ်သိမ်းမဲနိုင်တာအဲ့ဒါကိုယ်ကိစ္စမဟုတ်ကျွန်တော်တို့ကဒီရလုတ်တယ်ဆိုတာစီဝါရေးလုတ်တာကျွန်တော်ပြောချင်တယ်ကြွယ်ကျင်လို့လုတ်တာမဟုတ်နာမည်ကြီးကျင်လို့လုတ်တာလည်းမဟုတ်ဘူးနာမည်ကြီးကျင်လို့လုတ်တာလည်းမဟုတ်ဘူးလူထွင်ကြီးခံကျင်လို့လုတ်တာလည်းမဟုတ်ဘူးပြောချင်တာခဏလို့ရှောင်းနိုင်တဲ့ရလေလောင်းလေ3သိန်းရမှာရန်ကုန်နိုင်တဲ့လောင်းလေ3သိန်းရမှာဘရိုက်တန်လောင်းလေ3သိန်းရမှာအဲ့ဒီလိုမှမဟုတ်ဘူးရဲမထက်လောင်းလေခင်ဗျားတို့3သိန်းပဲရမှာဘိုကေခင်ဗျားတို့4သိန်းပေး3သိန်းလောင်း3သိန်းလောင်းရင်3သိန်းပဲပြီးမှာရဲမထက်ကြီးလောင်းလို့ကွာငါပို့ပြီးမယ်ဘယ်မှထုံးမှာမရှိဘူးပို့မပြီးဘူးကျွန်တော်ပြောချင်တာအဲ့ရှောင်းနိုင်တဲ့လောင်းလို့ကွာ ဟုတ်ပြီဒီ United လောင်းလို့ SOSC လောင်းလို့ရှော့ရမှာလားမရဘူးဒီ3သိန်းလောင်းရင်3သိန်းမရမှာပဲအဲ့တော့ကိုကအဲ့ဟာကိုခွဲခွဲခြားခြားတီးတတ်ဖို့လူတွေကြေးများများဆော့တဲ့လူတွေကဘတော့မှ popular အရန်ဖြစ်တဲ့ပွဲတွေအရန်ဘော်ဂီ3ထားတဲ့ပွဲစဉ်တွေကိုမဆော့ရဘူးအဲ့လိုပွဲစဉ်တွေကိုနည်းနည်းပဲဆော့ပြီးတော့ဂျောင်းကျူဂျောင်းသားကလူမတိသူမတိပွဲစဉ်တွေကိုများများကြိတ်ရတယ် အဲ့ဟာလေးပြောချင်လို့ပါအားလုံးပဲကျေးဇူးတင်ပါတယ်ဒါညီကိုတို့တော့ဘလို့ထင်တယ်မသိဘူးဒါကျွန်တော်ကတိုက်တွန်းတာပါဆရာကြီးလောက်တာမဟုတ်ပါဘူးဒါတချို့ကဆရာကြီးလောက်တယ်ထင်နေမှာတင်ပါတိုက်တွန်းတာပါအားလုံးပဲကျေးဇူးတင်ပါ